အခုဆက်ပြီးအပတ်စဉ်ဗုဒ္ဓနေ့တိုင်းထုတ်လွှင့်ပေးနေတဲ့အမှုပညာကဘာအစီအစဉ်ကိုပြည်သက်တွေရှုစားရမှာပါ RFA ဝိုင်းတော်သူမက္ခမာကစီစဉ်တင်ဆက်ထားပါတယ်ရှင်မင်္ဂလာပါရှင်အမှုပညာကဘာကကြိုးစားပါတယ်ဒီတစ်ပတ်မှာတော့စာပေရင်ကျေးမှုလွတ်လပ်ရေးနဲ့ငင်းငယ်ရေးခေါင်းဆောင်ဆရာကြီးသခင်ကိုရောမိုင်းရဲ့မွေးရဇာတိဖြစ်တဲ့ရှေတောင်မြို့နယ်ဝလဲကျေးရွာမှာဆောက်လုပ်မဲ့သခင်ကိုရောမိုင်းအထင်အမှတ်ငင်းချမ်းရင်ပိတ်မှန်အတွက် ရမုံငွေရှာဖွေရေးအမှုပညာပွဲတစ်ခုကိုဇန်နဝါရီလ24ရက်နေ့နဲ့25ရက်နေ့ကရွှေတောင်မြို့မှာကျင်းပခဲ့တဲ့အကြောင်းနဲ့စတင်ကြပါတယ်။ ဲ့ဒီရမုံငွေရှာဖွေရေးပွဲကိုပန်းရင်လန်အမှုပညာအဖွဲ့နဲ့တခင်ကိုရောမိုင်းငင်းချမ်းရေးကွန်ရက်တို့ပူးပေါင်းပြီးစီစဉ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာစာပေဟောပြောပွဲ၊ကြပြာရုပ်ဆိုပွဲ၊ဝတ္ထုဖတ်ပွဲ၊ငင်းချမ်းရေးတချင်းတွေတီးဆိုဖြော်ပြတဲ့ပွဲ၊စာအုပ်ဇေယျမွေးနဲ့ပကြီကာတွန်းဓာတ်ပုံပြပွဲတွေကိုလည်းထည့်သွင်းကျင်းပခဲ့ပါတယ်။စာပေဟောပြောပွဲတွေမှာ စာရေးဆရာဆရာဇဝင်းကိုဆရာမတန်းမြင့်အောင်ဆရာမနှင်းမန်းအိမ်၊ကြပြာဆရာနေစောနိုင်မောင်မိုင်းလွင်အင်းဝနဲ့ကျော်ကူကူတို့က စာပေရေးရာနဲ့ငင်းချင်းရေးဆိုင်ရာတွေကိုဟောပြောခဲ့ကြပါတယ်ရှင်။ပြင်သစ်နိုင်ငံပါရီမြို့မှာရှိတဲ့ Palestine Tokyo နုပညာပြတိုက်ရဲ့အဝင်ခန်းမှနယံလေးခုမှာ installation ပကြီးပပုလို့နဲ့ပေါင်းဆက်ဖန်တီးတဲ့နုပညာလက်ရာတွေကိုဖန်တီးပြသခွင့်ရတဲ့မြမပကြီးဆရာချမ်းအေးရဲ့နုပညာအစီအစဉ်ဖွင့်ပွဲကို2014ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနုပညာပြပွဲကို2015ခုနှစ်ဇွန်လအထိပြသသွားမှာဖြစ်ပါတယ်။ အဲ့ဒီနုပညာ project ကိုအာယုံမှုအလင်းလို့နာမည်ပေးထားပြီးဘာသာတရားအလုံးကညွန်ပြတဲ့ငြိမ်းချမ်းမှုနဲ့မေတ္တာတရားကိုရည်ညွှန်းဖန်တီးထားတဲ့လက်ရာတွေဖြစ်တယ်လို့ပကြီချမ်းရေးကပြောပါတယ်။အာရှတိုက်ရဲ့အရှိတိုင်းယဉ်ကျေးမှုတွေကမြန်မာဂျပန်နဲ့တရုတ်လူမျိုးတွေနဲ့ဆက်ဆက်နှီးနွယ်တဲ့အနုပညာဖန်တီးမှုကိုပပူပကြီ installation light art တွေနဲ့ပုံဖော်ထားတာဖြစ်ပါတယ်။ Palace di Tokyo နုပညာမ ్యూ ဇီယံဟာ ကဘာရရက်ကအမှုပညာရှင်တွေရဲ့စိတ်ကူးစိတ်တမ်းတွေကို project art တွေအဖြစ်အမှုပညာရှင်တွေအကောင့်အထည်ပေါ်လှုပ်ဆောင်နိုင်အောင်ကုညီပံ့ပိုးပြီးပြပွဲတွေလုပ်ပေးနေတဲ့ပြတိုက်တစ်ခုဖြစ်ပါတယ်ရှင်။ဂျွေလီယာအမှုပညာစာကြည့်တိုက်ကိုမန္တလေးမြို့က Dreamland အမှုပညာ studio မှာဇန်နဝါရီလ16ရက်နေ့ကဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီဂျွေလီယာအမှုပညာစာကြည့်တိုက်မှာအမှုပညာသမိုင်း performance အမှုပညာဓာတ်ပုံဗီဒီယိုနဲ့ မီဒီယာသစ်နုပညာဆိုင်ရာအစအုပ်ပေါင်း900ကျော်ထားရှိပေးထားပါတယ်။မန္တလေးမြို့လေယာဉ်နုပညာစာကြည့်တဲ့အစီအစဉ်ကိုဟောင်ကောင်မြို့ကအာရှနုပညာစာကြည့်တဲ့ရန်ကုန်မြို့ကမြန်မာနုပညာရေးမြင့်စာကြည့်တဲ့နဲ့မန္တလေးမြို့ကအနုပညာအဖွဲ့အစည်းတွေကပူးပေါင်းစီစဉ်ခဲ့ကြတာပါ။ရွေးလျားနုပညာစာကြည့်တိုက်ဖွင့်ပွဲနဲ့အတူဇန်နဝါရီလ16ရက်နေ့နဲ့19ရက်နေ့တွေမှာပကြီဆီယာမချွချူအောင်ရဲ့အနုပညာနဲ့ပညာရေးအလို့ယုံဆွေးနွေးပွဲ ဇန်နဝါရီလ23ရက်နေ့24ရက်နေ့တွင်မှာအနုပညာရှင်စူးမြင့်တင်ရဲ့ performance အနုပညာဆွေးနွေးပွဲတွေကိုပြုလုပ်ခဲ့ပါတယ်။ဒီတစ်ပတ်အတွက်အနုပညာကဘာအစီအစဉ်ကတော့ဒီလောက်ပါပဲရှင်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။